မြကြီးနားမြို့မှာမြကြီးနားအကျဉ်းထောင်အချုပ်သားတွေနဲ့ဝန်ထမ်းတွေရဲတပ်ရင်းတွေကြိုတင်မဲ့ပေးခဲ့ကြပါတယ်။အောက်တိုဘာ31ရက်နေ့မနက်ပိုင်းမှာမြကြီးနားမြို့လေကုန်းရက်ွက်ရက်ွက်ကော်မရှင်ရုံးမှာမြကြီးနားအကျဉ်းထောင်အချုပ်သားတွေနဲ့ဝန်ထမ်းတွေမဲပေးခဲ့ကြတာဖြစ်ပါတယ်။လေကုန်းရက်ကြီးကော်မရှင်ရုံးမှာအောက်တိုဘာ29ရက်ကစတင်ပြီးကြိုတင်မဲတွေစတင်ပေးခဲ့ကြကအောက်တိုဘာလ31ရက်နေ့မနက်ပိုင်းအထိ ကြိုတင်မဲ့ပေးသူ235ဦးရှိခဲ့ပါတယ်။လေကုန်းရကြေးကော်မရှင်ဥက္ကဋ္ဌဦးတင်ဝင်းကမှင်တိုးတဲ့ကိစ္စကကြိုတင်မဲမှာမပြောထားတော့မတိုးမိပဲ။နောက်ပိုင်းမှာတော့မှင်တိုးခြင်းကိုဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။မြစ်ကြီးနားမြို့မှာလေကုန်းမြို့တစ်ကြီးမြေမြင့်စားတဲ့ရက်ွက်တွေကရကြေးကော်မရှင်ရုံးမှာကြိုတင်မဲပေးကမ်းတွေထားရှိထားပြီးမြောက်ပိုင်းတိုင်းစစ်ထနာချုပ်ပါဝင်တဲ့ပမတိရက်ွက်တွေမှာ ချိုတင်မဲပေးဖို့စီစဉ်ထားမှုမရှိသေးဘူးလို့သိရပါတယ်ကချင်ပြည်နယ်အတွင်းမှာမဲပေးနိုင်သူတွေဟာနောက်ဆုံးစရင်အရာ၈သိန်း၄000ကျော်ရှိရလို့ပြည်နယ်ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေကပြောကြားထားပါတယ်။